နေ့အော်တိုဘလာ3ရက်နေ့တောက်ကြနေတပတ်တာဈေးပိမ့်မယ်နေ့တရက်တာအတွက်ဖြစ်ပြလာနေရှိတဲ့ကဘာချွေစီကွက်နေထားကိုကျွန်တော်သုံးသပ်ပြောကြပေးသွားမှာဖြစ်ပါတယ်။မနေ့ညကတော့ကျွန်တော်ကဘာချွေစီက3820အောက်ထိဈေးထိုးကြခဲ့တယ်ပေါ့နော်။ပြီးတော့ကျွန်တော်တို့မနေ့ညနေပိုင်းချက်ချင်းပဲပြန်ကန်တက်လာခဲ့တယ်ပေါ့နော်။3820 96958တတိတက်လာခဲ့တယ်ဒီနေ့မနက်မှဆိုရင်ကပ္ပရွှေစီဟာ385ခွန်ဆွဲဈေးထဲမှာဈေးဖွင့်လာခဲ့ပြီးတော့လက်ရှိချိန်ထိအနေဆုံးအနေနဲ့383ခွန်တိကျခဲ့တယ်အမြင့်ဆုံးအနေနဲ့ကျွန်တော်တို့မနက်ခင်းတော့ပါဘောနော်ကျွန်တော်တို့3863တော့ထိတက်ခဲ့ပြီးတော့လက်ရှိမှာတော့385ခွန်58ဈေးထဲမှာဈေးပြေးနေအောင်တွေ့ရပါတယ်အဲ့ကျွန်တော်လက်ရှိမှာ3850နဲ့60ကြာဈေးပြေးနေတဲ့ကပ္ပရွှေစီကကျွန်တော်တို့မင်းညာလိုအတက်အကြပတ်ဆက်သွားမလားဒါမှမဟုတ်ကျွန်တော်တို့ဒီတစ်ပတ်တင်ပါနော် ကြပြင်းပြန်တက်တဲ့သုံးစံတိုင်းပဲအသက်ဖက်ပြန်လာမလားဆိုတော့ကဘာရွှေရစီအတကြချက်လေးကိုကြည့်ပြီးကျွန်တော်သုံးသက်ကြည့်လိုက်အောင်ဟုတ်ပြီအဖရကမနေ့ကဆိုရင်ကဘာရွှေစီကတည့်တာနေထားကျွန်တော်တို့ဈေးအကျနဲ့ပြီးခဲ့တယ်အာကျွန်တော်တို့ပြီးခဲ့တဲ့ဗိုလ်တော်ကဈေးအသက်သုံးနဲ့ဈေးအကျသုံးရဲ့ဘော်ဒီကရွယ်စားသူနေရာကိုတွေ့ရတယ်ဗောနော်အဲ့အဖရကမှာလက်ရှိကဘာရွှေစီအကျဘက်သွားပြီးလာလို့ပြောမယ်ဆိုရင်ကျွန်တော်တို့ကအရင်တော့ဆိုရင်လည်းကျွန်တော်တို့ဒီမှာတက်လာတော့ရှောက်မှာဗောနော်ကြာတယ် ဒီမှာတရက်ကြတယ်ပြန်တက်တယ်ဒီမှာလည်းတရက်ကြတယ်ပြန်တက်တာပဲဒီမှာလည်းတရက်ကြတယ်ပြန်တက်တယ်အဲကျွန်တော်ပြီးခဲ့တဲ့အဲနှစ်အာတပတ်ကျော်လောက်ကပေါ့နော်တပတ်ကျော်လောက်ကဆိုရင်လည်းအမအဲအဲတပတ်ကျော်ကပဲနှစ်ရက်စတိုက်လောက်ကြာသွားခဲ့ရပါဘူးအဲ့အပတ်တခါမှာကျွန်တော်တို့ဒီလက်ရှိအနေထားမှာလည်းမနေ့ကအကြနဲ့ပြီးသွားရဆိုပေမဲ့လည်းအကြကတတိတတာအားကောင်းခဲ့တာတော့မဟုတ်ဘူးအဲ့အပတ်တခါမှာကျွန်တော်တို့ဈေးပြန်တက်နိုင်ကြည်အလားလားနိပညာပိုင်းကဈေးပြန်တက်နိုင်ကြည်အလားလားရှိတော့မယ်ဒါမှမဟုတ်ကျွန်တော်အမြင်ပြောမှဆိုရင် လက်ရှိကမ္ဘာ့ရွှေဈေးကဈေးကျတာပြီးရင်ပြန်တက်နေတာနည်းနည်းများနေပေါ့နော်ဈေးကျတိုင်းကျွန်တော်ကလိုင်းဝဲလိုင်းဝဲလိုင်းဝဲပြန်တက်တယ်ပြန်တက်တယ်ပြန်တက်တယ်ကျွန်တော်တို့ဒီဈေးစကတကတောင်းလျှောက်နည်းနည်းပဲကျတယ်များများပြန်တက်တယ်နည်းနည်းပဲကျတယ်များများပြန်တက်တယ်အခုမင်းညာဆိုတဲ့ကြောင့်ကျတယ်ချက်ချင်းကိုပြန်တက်တာအဲ့အဖက်ကမှဒီနေ့မှကျွန်တော်ကတော့အဲ့အဆင့်လောက်နည်းနည်းချိုးပြတ်ပြီးတော့အကြပတ်မြန်နည်းနည်းဆက်သွားမလားပေါ့နော်အဲ့ကြောင့်ကျွန်တော်ဒီနေ့အတော့ကဘာရွှေစီကိုဈေးတက်တိုင်းအမြင့်ဈေးမှာရောင်းဖို့အားပေးခြင်းပါတယ်ခင်ဗျ။ ုတ်ပြီဘယ်ဈေးနေမှာရောင်းတင်လဲဆိုတာကိုကျွန်တော်တို့အချိန်တတိုင်းအတိုင်းတိုင်းကျွန်တော်ပြောပြမယ်ဒီနေ့ကပားရွှေဈေးတော်ဒီကျွန်တော်အလဲဈေးတန်းစုံဘလောက်သတ်မှတ်ခြင်းလဲလို့မေးမှဆိုရင်ကျွန်တော်တို့ဒီဈေးတန်းစုံကျွန်တော်သတ်မှတ်ခြင်းလဲ3805ဈေးတန်းစုံဗျမင်းညမင်းညကဆိုလဲဒီ3805ဈေးတန်းအောက်ကိုဈေးဖောက်ကြနေဈေးရတောက်ချောက်ထိုးကြသွားအဲ့ဘက်ကဒီနေ့ကပားချွေဈေးကိုကျွန်တော်3805ဈေးတန်းအထက်မတ်အချိန်တနားရဲ့အတိုင်းတာပိတ်ဈေး ကျွန်တော် market ခေါ်ရ H1 ဘူးကန်နန်နဲ့ဖောက်တက်ပြီးဈေးမပိတ်နိုင်မချင်းဒီနေ့ကဘာရွှေဈေးကိုဈေးတက်တိုင်းရောင်းလို့ရပါတယ်။တနည်းအားဖြင့်တတိကြပြောမယ်ဆိုရင်လက်ရှိဈေးကနေစအောင်မယ်ဆိုလဲရတယ်။ဒါမှမဟုတ်3860အထက်ဈေးတက်တယ်ဆိုရင်3860နဲ့3805ကြားမှာဆိုလဲရောင်းလို့ရတယ်ခင်ဗျ။အချုပ်ပိုင်းဈေးတန်းကတော့ကျွန်တော်3805အထက်လောက်မှာပေးပါအမြတ်ပိုင်းဈေးတန်းကဒီနေ့အတွက်ကျွန်တော်မင်းညားကလို့ပေါ့နော်ကဘာချွေဈေးကအနည်းဆုံး3820လောက်ထိ အနည်းဆုံးကြနိုင်တယ်လို့တုံ့ပြန်ထားတာပြတဲ့ကမှာအမြတ်ပိုင်းဈေးတန်းကို3820နာဝင်ကျင်တီလို့ရတယ်ဒီထက်ပိုကျမယ်ဆိုရင်တော့ကျွန်တော်တို့ဒီနေ့ဒီနေ့မှာပေါ့နော်ဒီနေ့အထူးသဖြင့်ဒီနေ့ညမှာပေါ့390ဒီ380အထိမြင်ရနိုင်ပါတယ်ဒါမှလည်းကျွန်တော်ဖြစ်နိုင်ချေများတဲ့3820လောက်ဒီအမြတ်ပိုင်းဈေးတန်း target ထားတာတော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ခင်ဗျအဲ့ပြကကျွန်တော်3850ဈေးတန်းအထက်ကိုအချိန်တိုင်းအတိုင်းတာပိတ်စင်းနေ ဖောက်မတက်နိုင်ခြင်းဖောက်မပိတ်မနိုင်ခြင်းလို့နော်ဖောက်မပိတ်နိုင်မခြင်းကျွန်တော်ကဘာရွှေကိုရောင်းလို့ရပါတယ်အဲ3820လောက်ထိတာဂတ်ထားပြီးရောင်းလို့ရပါတယ်အဝယ်အတွက်ဆိုရင်တော့ကျွန်တော်ကမင်းညာလို့3820နောက်ကိုဈေးပြန်ကျလာပြီးတော့ဒီလိုမျိုးဈေးအသက်သုံးယူပါနော်အချိန်တနေ့အတိုင်းတာနဲ့ဈေးအသက်သုံးတုံးခက်ကြီးကြီးတုံးပြီးခဲ့တယ်ဆိုတော့ပြန်ဝယ်ပါရေတူပြန်ဝယ်လို့ရပါတယ်3850ဒီ3860ဒီဈေးပြန်တက်နိုင်ခြေရှိပါတယ်ခင်ဗျ ဲ့လိုမဟုတ်ဘဲနဲ့320အောက်ကိုပါဈေးကဆက်ဖောက်ကျသွားသွားရဲဆိုရင်တော့လိုက်ရောင်းပါအချိန်တိုင်းအတိုင်းတာပိတ်ဈေးနဲ့ပေါ့နော်ဖောက်ကျပြီးဈေးပိတ်သွားရဲဆိုရင်တော့ဈေးနဲ့နဲ့ပြန်တက်မှာရောင်းပါ320နာလောက်ပြန်တက်မှာရည်တို့ရောင်းပါကျွန်တော်တို့380ရာတွေ390အထိကျွန်တော်တို့ဈေးဆက်ကျနိုင်ပါတယ်380လောက်မှာကျွန်တော်တို့အမြတ်ပိုင်းဈေးတန်းတာကတ်ထားပါတော့အချုံပိုင်းဈေးတန်းကတော့ကျွန်တော်382ငါအထက်လောက်မှာပြီးပါခင်ဗျ ဟုတ်ပြီအဲအဲ့လိုမျိုးဈေးထိုးချသွားပြီဆိုတော့ကျွန်တော်3090လို့3800ဝန်းကျင်မှာကျွန်တော်နီးပညာပိုင်းရဒီလိုပေါ့နော်ဈေးအသက်3ပေါ့အချင်းတနိုင်အတိုင်းတာဈေးအသက်3ဒရုံခက်ကြီးကြီးပြီးသွားပြီဆိုရင်ကျွန်တော်ပြန်ဝယ်လို့ရတယ်ဗျရေတို့ပြန်ဝယ်ပါအဲအဲ့38 3800နဲ့3090ကြားကအဝယ်အတွက်အမြတ်ပိုင်းဈေးတန်းကိုကျွန်တော်တို့3830လောက်ထိယူလို့ရတယ်အချုံပိုင်းဈေးတန်းကတော့ကျွန်တော်3090အောက်မှာပေးပါခင်ဗျပြီးရင်ကျွန်တော်တို့ကဒီအပေါ်ပတ်ဆုံးပါဗောဒီ3850ဈေးတန်းအထက်မှာကဘာရွှေဈေး အချိန်တနားရီအတိုင်းတာပိတ်စေကျွန်တော်မားကတ်ခေါ်ရ H1 ဘူးကန်နစင်နဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်တော့ကမ္ဘာရွှေကိုရည်တူလိုက်တာဝယ်ပါတော့ဒီနေ့ညမှာကျွန်တော်3900ဈေးတန်းမြင်ရပါလိမ့်မယ်အဲ့အပတကောင်ကျွန်တော်တို့ဒါဒီနေ့အတွက်အယောင်းဝယ်လောရမယ်ဈေးတန်းလေးလေးဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေ့မှာအဝယ်တက်ဆိုင်အယောင်းကိုတော့နည်းနည်းလေးပို့အကြိုက်သွင်းမိတယ်ခင်ဗျဒါပေမဲ့ဈေးကွက်အနေထားကိုကြည့်ပြီးတော့အဝယ်ရောင်းဈေးကွက်အနေထားကိုမူတည်ပြီးတော့လုပ်ပါပြီးတော့ risk management တေချာလုပ်စားပါ ပြီးတော့အာဒီလက်ရှိအနေအထားဆန်းကျင်ဒီအမြင့်ဆုံးဈေးရောက်နေတဲ့ပတ်ကမှာဈေးကတက်တွယ်ကျလွယ်ပါတယ်။အဲ့ရပတ်ကမှာကျွန်တော်တို့ကအဝယ်ရောင်းကိုကျွန်တော်တို့အလွန်ကျွန်းကိုကအဝယ်အဝယ်တည်ကြရဲဆိုပြီးတော့အလွန်ကျွန်းဝယ်တာမျိုးအရောင်းတည်ကြရဲဆိုပြီးတော့အလွန်ကျွန်းအရောင်းလုတာမျိုးမလုပ်ပါနဲ့အဲ့ရလေးတတိထားစေချင်ပါတယ်။ပြီးတော့ဒီနေ့ကကျွန်တော်တပတ်တာဈေးပိတ်မနေပြတာပတ်ကမှာဒီနေ့တပတ်တာပိတ်ဈေးဘဲပေါ်ပိတ်ရင်ကဘာရွှေဈေးဈေးဆက်တယ်မလဲဒါမှမဟုတ်ဘဲဘဲအောက်ပိတ်ရင်ဈေး အသက်တက်နိုင်လဲဆိုတာကျွန်တော်သုံးသပ်ကြည့်လိုက်အဲ့ဘက်ကမှကျွန်တော်တို့ဒီနေ့တပတ်တာအပိစီတာတကယ်လို့ကျွန်တော်3805အထက်မှာစပိတ်နိုင်ခဲ့တယ်ဆိုရင်ပေါ့နော်နောက်တစ်ပတ်ထဲမှာ3900စီတန်းထက်3920 3950တိထိဈေးအသက်မြင်ရနိုင်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့စန့်ကျင်မနေနဲ့ဒီနေ့တပတ်တာအပိစီတာ3820အောက်မှာပိတ်ခဲ့ရင်တော့နောက်တစ်ပတ်ထဲမှာဈေးအသက်နည်းနည်းတက်နိုင်တယ်ခင်ဗျ ကျွန်တော်ပြောတာဈေးကြောင်းပြောတာမို့နော်ဈေးအသက်နည်းနည်းတက်နိုင်တယ်ဈေးကနည်းနည်းကြာရင်ကြာမကြာရင်ဒါမှမဟုတ်ဈေးက side way ပေါ့နော်အခုလိုမျိုးပြဈေးငိမ့်တက်အပေါ်ဆိုပြကျွန်တော်3890အောက်ကိုအောက်ဆိုရင်3800အဲ့ကြားလေးမှာပဲဈေးအသက်ကြာပြေးတာမျိုးဖြစ်နိုင်တယ်ခင်ဗျလုံလုံကြီးဈေးအကြပတ်သွားဖို့အတွက်ဆိုရင်နော်ကျွန်တော်တို့အာဒီနေ့အာဒီနေ့တပတ်တာပိတ်ဈေးကြီး3960အောက်မှာပိတ်ဖို့လိုအပ်ပါတယ်3960အောက်မှာပိတ်နိုင်ခဲ့တဲ့ဆိုရင်တော့အကြပတ် ကျွန်တော်တို့ပြန်မျောလင်းလို့ရပါပြီရေတိုဈေးအကြအကောင်းကောင်းပေါ့ကျွန်တော် market ခေါ်ရ deeper correction လို့ခေါ်တယ်အရာကိုမျောလင်းလို့ရပါပြီခင်ဗျအဖရိကဒီနေ့တပတ်တာပိတ်စီပြန်မပိတ်မလဲတောက်ချာနေ့တပတ်တာပိတ်စီပြန်မပိတ်မလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကသတင်းပတ်ကိုတွတ်ကြည့်မယ်ဆိုရင်ဒေါ်လာအင်းသက်ကထွက်နေတယ်ဒေါ်လာအင်းသက်ကအရင်69အောင်မကြောက်သူထိန်းထားတဲ့ပုံစံမျိုးရှိတယ်ဒေါ်လာအင်းသက်ကပေါ့နော်ဒေါ်လာအင်းသက်ကအာအမေရိကန်နေနဲ့ကျွန်တော်တို့လက်ရှိမှာသူကမ္ဘာမဲ့ရှစ်တောင်းနေစီးပွားရေးကိစ္စရေးအကြောင်းသူအာ အာဒုက္ခရောက်နေကြပေါ့နော်ဒေါ်လာအင်တက်ဂျီကိုအရင်ကြမသွားအောင်ထိန်းထားနိုင်တဲ့အနေအထားမျိုးရှိတယ်။ပြီးရင်ကျွန်တော်ကဒီနေ့ညပေါ့နော်ပမာစံတော်ချင်းကျွန်တော်ည၈:၅၅၈:၀၀ခွဲတွေမှာဒီမှာအာဝန်ဆောင်မှုအညွန်ကိန်းနေကုံထုံးလုံးအညွန်ကိန်းနေထွက်ဖို့ရှိတယ်။အဲ့ဒီဒေတာတွေကလည်းနည်းနည်းအညံ့မှန်းထားတယ်ခင်ဗျ။ဒါမှမဟုတ်ကျွန်တော်တို့ကဒေတာညံတိုင်းလမ်းကဘာရွှေစီကျွန်တော်တို့တက်ချင်မှတက်မှာဒီဒေတာတွေကအရင်ကြီးအေးပါဒေတာတွေမဟုတ်ပုံမှန်ဒီနေ့ညမှာဆိုကျွန်တော်နန်းဖန်ပြီးလို့ထွက်မှာနန်းဖန်ပြီးလို့ဒီဒေတာမျိုးကတော့ ကဘာကဘာချူစီကိုကောင်းကောင်းတက်ရောက်မှုရှိနိုင်တာပေါ့ဒါပေမဲ့ဒီညဒေတာတွေကတော့အရန်ကြီးတက်ရောက်မှုမရှိနိုင်ဘူးဒါပေမဲ့တခုရှိတာတောက်ကြနေညဖြစ်တာဖြစ်တဲ့ကပါတပတ်တာဈေးပိမ့်မဲ့တောက်ကြနေညဖြစ်တာဖြစ်တဲ့ခါမှာဒီဒေတာရက်လက်ကိုအကြောင်းပြပြီးတော့ဈေးဆွတ်တင်ဆွတ်ချ manipulation တွေတော့လုပ်နိုင်ကြီးရှိပါတယ်အရာလေးကိုတော့တတိထားကြဖို့ကျွန်တော်အနုညွတ်တိုက်တွန်းခြင်းပါခင်ဗျဟုတ်ကဲ့အဲ့ဒါကလက်ရှိမှာဆိုရင်တော့ကျွန်တော်တို့ breaking news နေနေဆိုရင်တော့ကျွန်တော်တို့ အဲအမေရိကန်ဆိုရရဲ့ government shutdown ပေါ့နော် government shutdown တတိနေကိုအအောင်စိုက်ပါပြီးရင်ကျွန်တော်တို့တစ်ဖက်က trend ကလည်းကျွန်တော်တို့အမေရိကန်စီးပွားရေးပြန်လည်မြင့်တင်ဖို့လုံဆောင်မှုစီစဉ်ပေါ့နော် stimulus program တွေပါတယ်လုပ်ဖို့စဉ်းစားနေရဆိုတဲ့တတိနေပါထွက်နေတယ်အဲ့အရာတွေကိုလည်းကျွန်တော်တို့တစ်ချက်တတိထားဖို့လိုအပ်တာပါတယ်ပြီးတော့ Iran နဲ့သက်ဆိုင်နေပေါ့ Iran Israel နဲ့ America Iran ကိုထက်သန်နိုင်ရရှိရဲဆိုတဲ့ Kolahala တတိနေထွက်ပေါ်နေရနေတဲ့ပတ်သက်ပြီးတဲ့ကျွန်တော်အဲ Iran တတိနေကိုလည်းနည်းနည်းတတိထားကြပါပါခင်ဗျာ အဲ့ breaking news တွေဒီတောက်ကြနေညမှာထွက်လာပြီဆိုရင်စီအလုပ်ခက်ကကြမ်းသွားနိုင်ပါတယ်အဲအဲ့အဖက်ကကျွန်တော်ကအဝယ်ပဲဝင်ဝင်ကိုကစီးတက်မဲ့တင်လို့အဝယ်ပဲဝင်ထတာဒါမှမဟုတ်ကျွန်တော်တုံ့တက်ချက်တိုင်းပဲအမြင်စည်းမှာလိုက်ရောင်းထတာ risk management တေချာလောက်ထားဖို့တိုက်တွန်းခြင်းပါခင်ဗျ။ဟုတ်ကဲ့ဒါတရားကျွန်တော်ဒီနေ့ တိုဘာလ3ရက်နေ့တောက်ကြနေတဲ့တာကဘာရွှေစည်းကွက်တုံးတစ်ချက်ဗီဒီယိုဖြစ်ပါတယ်အခုလောတုံးတစ်ချက်ဗီဒီယိုတွေကို up to date ကြည့်ကြည့်နေဆိုရင်เนาะကျွန်တော် YouTube channel ကျွန်တော် Telegram channel ကျွန်တော် TikTok account တွေကို subscribe see fat and follow လေးလုပ်ပေးထားကြပါခင်ဗျပြီးတော့ကျွန်တော်ဒီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တိတက်အခြေခံတန်တန်းလေးတက်ရောက်လို့ရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့အဲ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel တွေကနေဆက်သွယ်စုံစမ်းမိမနိုင်ပါတယ်ခင်ဗျကဘာရွှေ Twitter အားလုံးပဲ ဒီနေ့ကျွန်တော်တို့အော်တိုဘားလ3ရက်နေ့တပတ်တာဆေးပိမန်းနေ့တရက်တာအတွက်ကဘာရွှေဆေးကွက်တကြကိုအထူးတတိထအရောင်းဝယ်လုပ်ပြီးတော့ဒီတပတ်တာကိုအကျိုးမြတ်နဲ့ပိတ်သိမ်းနိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ